စာတင်ချိန်မှာတော့ဒီချေတို့ကအလဲပိုင်းခြံဝန်းဒေတာမှာရှိတဲ့ရန်ကုန်တိုင်းဒေတာကြီးအကြောင်းကိုလေ့လာကြည့်ကြမယ်။ဒီစာတင်ချိန်မှာဒီချေတို့ကရန်ကုန်တိုင်းဒေတာကြီးရဲ့ဒီနေရမြေမျက်နှာတွင်ပြင်းမြစ်တွေဘလို့စီးဆင်းလဲဆိုတာနဲ့ရာသီဥတုအကြောင်းကိုလေ့လာကြည့်ကြမယ်နော်။ ရန်ကုန်တိုင်းဒေသကြီးရအလဲပိုင်းချိုင်ဝမ်းဒေသရဲ့တောင်ဖက်ဆုံးအပိုင်းမှာတည်ရှိတယ်။ရန်ကုန်တိုင်းဒေသကြီးရဲ့မြောက်ဘက်နဲ့အရှေ့ဘက်မှာဆိုလို့ရှိရင်ပဲခူးတိုင်းဒေသကြီးတောင်ဘက်မှာဆိုရင်မုံတမပင်လယ်ကွေ့အနောက်ဘက်မှာဆိုလို့ရှိရင်အေရဝတီတိုင်းဒေသကြီးတို့နဲ့နယ်နိမိတ်ထိဆက်နေတယ်။မင်္ဂလာပင်လယ်ော်အတွင်းမှာရှိတဲ့ကိုကိုကျွန်းစုဟာရန်ကုန်တိုင်းဒေသကြီးအတွင်းမှာပါဝင်တယ်။ ရန်ကုန်တိုင်းဒေသကြီးကရေဘူးအားဖြင့်ညင်ညာပြန်ပြူးတဲ့မြေမျက်နှာတွင်ပြင်ရှိပေမဲ့ဘကိုးရိုးမကကုံရိုးတန်းအချို့ဟာရန်ကုန်တိုင်းဒေသကြီးအတွင်းကိုတွယ်ဆင်းလာတယ်။ထင်ရှားတဲ့ကုံရိုးတန်းတစ်ခုဟာရွှေတကုံစီတီတော်တည်ရှိတဲ့တိန်ခုတ်တရာဂုံဖြစ်တယ်။ထင်ရှားတဲ့မြစ်တွေကတော့လှိုင်မြစ်ဘကိုးမြစ်နဲ့ရန်ကုန်မြစ်တို့ဖြစ်တယ်။ ဘကိုးမြစ်ကလှိုင်မြစ်နဲ့ပေါင်းစုံပြီးတော့ရန်ကုန်မြစ်အဖြစ်ဆက်လက်စီးဆင်းပြီးတော့မုတ်တမပင်လယ်ခွေ့အတွင်းကိုစီးဝင်တယ်ရန်ကုန်တိုင်းဒေသကြီးဟာပင်လယ်နဲ့နီးလို့ပူအိုက်ဆွတ်ဆိုတဲ့ရာသီဥတုရရှိတယ် ရန်ကုန်တိုင်းဒေသကြီးကိုခရိုင်၄ခုရန်ကုန်အရှေ့ပိုင်းခရိုင်ရန်ကုန်အနောက်ပိုင်းခရိုင်ရန်ကုန်တောင်ပိုင်းခရိုင်ရန်ကုန်မြောက်ပိုင်းခရိုင်တို့နဲ့ဖွဲ့စည်းထားတယ်ရန်ကုန်တိုင်းဒေသကြီးရဲ့မြို့တော်ကရန်ကုန်မြို့ဖြစ်ပြီးတော့မြို့နယ်အားဖြင့်45မြို့နယ်ပါဝင်တယ်ရန်ကုန်မြို့ကရခိုင်ကမြန်မာနိုင်ငံရဲ့မြို့တော်ဖြစ်ခဲ့ပြီးတော့ယခုအခါမှာတော့မြန်မာနိုင်ငံရဲ့စီးပွားရေးမြို့တော်ဖြစ်လာတယ် ဧရိယာအားဖြင့်စတူယန်ကီလိုမီတာ1000ကျော်ကျယ်ဝန်းနဲ့လူဦးရေ6.8တန်းကျော်ဒါက2019ဆရင်အရာရှိပြီးတော့ဗမာလူမျိုးအများဆုံးနေထိုင်ပြီးတော့တိုင်းရင်းသားလူမျိုးတွေနဲ့တခြားလူမျိုးတွေလည်းနေထိုင်ကြတယ်မြန်မာနိုင်ငံရဲ့လူဦးရေအသိအသိဆုံးတိုင်းဒေသကြီးလည်းဖြစ်တယ် အများစုကဗုဒ္ဓဘာသာကိုကိုးကွယ်ကြပြီးတော့ခရစ်ယာန်ဘာသာ၊အစ္စလာမ်ဘာသာနဲ့ဟိန္ဒူဘာသာတခြားဘာသာကိုးကွယ်မှုတွေလည်းရှိတယ်။နိုင်ငံတကာကိုဆက်သွယ်သွားလာနိုင်တဲ့လေကြောင်း၊ရေကြောင်းတွေလည်းရှိပြီးတော့မြန်မာနိုင်ငံရဲ့နိုင်ငံတကာအဆင့်မီစိတ်ကမ်းတည်ရှိရာဒေသလည်းဖြစ်တယ်။ရန်ကုန်တိုင်းဒေသကြီးမှာစိုက်ပျိုးမွေးမြူရေးလုပ်ငန်း၊ဆက်မှုလက်မှုလုပ်ငန်း၊ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း၊ကုန်သွယ်လုပ်ငန်း ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်း၊ဝန်ဆောင်မှုလုပ်ငန်းစတဲ့လုပ်ငန်းတွေအမျိုးစုံရှိတယ်။မြန်မာနိုင်ငံကစိုက်ပျိုးရေးနိုင်ငံဖြစ်ပေမဲ့နိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးမှုကိုစက်မှုကဏ္ဍအဖြစ်ပြောင်းလဲဖို့အတွက်ဆောင်ရွက်လျက်ရှိတယ်။အဲ့လိုဆောင်ရွက်ရမှာရန်ကုန်တိုင်းဒေသကြီးကလည်းအပါအဝင်ဖြစ်တယ်။အဲ့ဒါကြောင့်ရန်ကုန်တိုင်းဒေသကြီးမှာစက်မှုဆောင်အများအများနဲ့အထူးစီးပွားရေးဆောင်တစ်ခုကိုတည်ထောင်ခဲ့တယ်။ မြန်မာနိုင်ငံရဲ့ပထမဦးဆုံးအထူးစီးပွားရေးဆောင်ကတီလဝါအထူးစီးပွားရေးဆောင်ဖြစ်တယ်။2013ခုနှစ်မှာစတင်တည်ထောင်ခဲ့ပြီးတော့2015ခုနှစ်မှာကုန်ပစ္စည်းတွေကိုစတင်ပြီးတော့ထုတ်လုပ်နိုင်ခဲ့တယ်။ စားတောက်ကုန်ဆောက်လုပ်ရေးလုပ်ငန်းမော်တော်ယာဉ်နဲ့ရင်အပိုပစ္စည်းတွေဆေးဝါးနဲ့ဆေးရုံသုံးပစ္စည်းတွေဓာတ်မြေဩဇာဘီးလက်မြေလျှက်စစ်ပစ္စည်းတလေးဆန်အစားအစာ ထုတ်လုပ်တဲ့လုပ်ငန်းတွေနဲ့အထည်ချုပ်လုပ်ငန်းတွေစသဖြင့်လုပ်ငန်းအမျိုးအစားအမျိုးမျိုးအနေကုန်ပစ္စည်းတွေကိုထုတ်လုပ်လျက်ရှိတယ် တရုတ်ဂျပန်ထိုင်းအိန္ဒိယစင်ကာပူကိုရီးယားစတဲ့နိုင်ငံတွေကနေပြီးတော့ကုန်ကြမ်းတွေကိုတင်သွင်းပြီးတော့ထုတ်လုပ်တဲ့တချို့ထုတ်ကုန်ပစ္စည်းတွေကိုပြည်တွင်းဈေးကွက်ကို ရောင်းချပြီးတော့တချို့ကိုတော့ပြည်ပကိုတင်ပို့ရောင်းချတယ်။ပြည်ပကိုသာတင်ပို့တဲ့ထုတ်ကုန်ပစ္စည်းတွေလည်းရှိတယ်။ဂျပန်မလေးရှားထိုင်းစင်ကာပူတရုတ်အမေရိကန်နဲ့ဥရောပနိုင်ငံတွေကိုအများဆုံးတင်ပို့တယ် ကဲဒီပုံလေးကတော့တီလဝအထူးစီးပွားရေးဆောင်မှာရှိတဲ့ဩစတြေးလျမြန်မာ ပူးပေါင်းကုမ္ပဏီနဲ့အိန္ဒိယအင်ဒိုနီးရှားစတဲ့နိုင်ငံတွေကဆေးဝါးကုမ္ပဏီတွေကဆက်ယုံနေတည်ထောင်ပြီးတော့အရေးအသွေးအဆင့်မီတဲ့ဈေးဝါးတွေကိုပြည်တွင်းမှာ ထုတ်လုပ်ပြီးတော့ရောင်းချတယ်။ အဲ့ဒါကြောင့်ပြည်ပနေပြီးတော့ဆေးဝါးမာယူတင်သွင်းမှုတွေယောနေသက်တာလာတယ်။နောက်ပြီးတော့ဂျာမနီနိုင်ငံရဲ့ရောင်းဝယ်ရေးကုမ္ပဏီကနိုင်ငံတကာကနေပြီးတော့ထုတ်လုပ်တဲ့စားတောက်ကုန်ပစ္စည်းတွေကိုမြန်မာနိုင်ငံအတွင်းကိုတင်သွင်းပြီးတော့ဖြန့်ဖြူးရောင်းချတယ်။အဲ့ဒါကြောင့်မို့လို့နိုင်ငံတကာအစားအသောက်တွေကိုအလွယ်တကူဝယ်ယူစားတောက်နိုင်တယ်။ ဂျပန်နိုင်ငံကစိုက်ပျိုးရေးသုံးရှင်နဲ့ဆက်ဆက်ပစ္စည်းတွေတက်ဆင်ထုတ်လုပ်တဲ့ကုမ္ပဏီတွေကထွန်ဆက်ရိတ်သိမ်းချွေလွှဲဆက်စတဲ့လေယာစိုက်ပျိုးရေးသုံးရှင်တွေနဲ့ဆက်ဆက်ပစ္စည်းတွေကိုပြည်တွင်းမှာထုတ်လုပ်ရောင်းချလျက်ရှိတယ်။ အဲ့ဒါကြောင့်လိုအပ်တဲ့လေယာသုံးပစ္စည်းတွေကိုအလွယ်တကူဝယ်ယူရရှိနိုင်တယ်။နောက်တစ်ပုံကတော့ဂျပန်နိုင်ငံရဲ့လျှက်စစ်ပစ္စည်းတွေတက်ဆင်ထုတ်လုပ်တဲ့ကုမ္ပဏီရုံမြင့်တန်းကြားမော်တော်ကားစပီကာနဲ့နေဂျက်တွေကို တက်ဆင်ထုတ်လုပ်ပြီးတော့နိုင်ငံတကာရဲ့ဈေးကွက်ကိုတင်ပို့တယ်။အဲ့ဒါကြောင့်နိုင်ငံရဲ့ပြည်တွင်းထုတ်ကုန်တန်ဖိုးကတိုးတက်လာတယ်။ ကဲဒီပုံလေးရတော့ဂျပန်နိုင်ငံ မော်တော်ကားကုမ္ပဏီကမော်တော်ယာဉ်နဲ့ယာဉ်အပိုပစ္စည်းတွေကိုပြည်တွင်းမှာထုတ်လုပ်ရောင်းချလျက်ရှိတယ်။အဲဒါကြောင့်မိမိနိုင်ငံနဲ့ကိုက်ညီလျက်ကားတွေကို အလွယ်တကူဝယ်ယူရရှိနိုင် ကဲဒီနောက်တော့ပုံကတော့ဂျပန်ဟောင်ကောင် စင်ကာပူနဲ့ထိုင်းနိုင်ငံတို့ကနေပြီးတော့တန်မဏိကုမ္ပဏီတွေကဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေကိုပြည်တွင်းမှာထုတ်လုပ်ရောင်းချလျက်ရှိတယ်။အဲဒါကြောင့်ပြည်ပကနေမှာယူတင်သွင်းမှုတွေယုံနေတက်တာလာတယ်။ကဲတအားတို့သမီးတို့ရန်ကုန်တိုင်းဒေသကြီးရဲ့အထူးစီးပွားရေးဆောင်အကြောင်းကိုသိရှိသွားပြီဆိုတော့ဒီ channel နဲ့နောက်စာသင်ချိန်တစ်ခုမှပြန်တွေ့ပါမယ်။ ဒီစားတဲ့ချိန်မှာတော့ဒီချေတို့ကတိလဝါထူးစည်းဝါးရေးဆောင်ရဲ့တာဝန်ရှိသူရှင်းပြတာကိုလေ့လာကြည့်ကြမယ်နော်တီလဝါအထူးစည်းပွားရေးဆောင်ကမြန်မာဂျပန်နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုအရာတည်ထောင်ထားတာဖြစ်ပြီးတော့နိုင်ငံတော်ရဲ့စည်းပွားရေးနဲ့ကုသန်းရောင်းဝယ်ရေးကို အရှိန်အဟုန်မြင့်ပြီးတော့ဆောင်ရွက်နိုင်ဖို့အတွက်ရည်ရွယ်တယ် ရန်ကုန်တိုင်းဒေသကြီးအတွင်းတန်လင်းနဲ့ကြောက်တန်းမြို့နယ်မှာတည်ရှိတဲ့အရင်ကအဲ့ဒီနေရာက လေယာနဲ့ဥယျာဉ်ခြံနေဖြစ်တယ်။အဲ့ဒါကြောင့်မူလနေထိုင်တဲ့သူတွေအတွက်ပြန်လည်နေရာချထားတာတွေသူတို့ရဲ့အတံမွေးဝမ်းကြောင်းလုပ်ငန်းတွေအတွက်ပြန်လည်ထူထောင်နိုင်ဖို့အစီအစဉ်တွေကိုအစနစ်တကျဆောင်ရွက်ခဲ့တယ် ဇုံအတွက်လိုအပ်တဲ့ရေနဲ့လျှက်စင်မီရရှိရေးပြီးတော့လမ်းအဆင်မြင့်တင်နိုင်ရေးဆက်သွယ်ရေးလိုင်းကောင်းမွန်ရေးတွေကိုဇုံမတီထောင်မီကတည်းကအရင်ဦးဆုံးဆောင်ရွက်ခဲ့တယ်။အဲ့ဒါတွေအပြင်သဘာဝပတ်ဝန်းကျင်နဲ့ဆိုင်တဲ့မြေဓုရေဓုလေဓုညဉ့်ဉန်းမှုတွေမဖြစ်အောင်လည်းစီစဉ်ဆောင်ရွက်ထားတယ်။ အခုဆိုလို့ရှိရင်ဂျပန်၊စင်ကာပူ၊ထိုင်း၊တရုတ်၊ကိုရီးယားစတဲ့နိုင်ငံတွေအပါအဝင် နိုင်ငံပေါင်း16နိုင်ငံကကုမ္ပဏီပေါင်း100ကျော်လာရောက်ရင်းနှီးမြှုပ်နှံထားပြီးတော့ဝန်ထမ်းပေါင်း1000ကျော်နဲ့လုပ်ငန်းတွေလုပ်ကိုင်လျက်ရှိတယ်အများစုကအမျိုးသမီးဝန်ထမ်းတွေဖြစ်တဲ့နိုင်ငံခြားသားဝန်ထမ်းတွေလည်းရှိတယ်။ဒေတာဖွံ့ဖြိုးရေးအစီအစဉ်အရဒေတာခန့်တွေကိုဦးစားပေးပြီးတော့အလုပ်ခန့်တယ်။ တီလဝအထူးစည်းပွားရေးဆောင်ရှိတဲ့အတွက်ဒေတာဖွံ့ဖြိုးရေးကိုအကျိုးပြုရုံသာမကပဲနိုင်ငံရဲ့ဖွံ့ဖြိုးရေးကိုလည်းအထောက်အကူဖြစ်စေတယ် ဒေသဖွံ့ဖြိုးရေးအတွက်လမ်းတွေပြုပြင်ပေးတယ်၊ရေရရှိအောင်လို့ဆောင်ရွက်ပေးတယ်။ဤပညာနဲ့အလုံးကိုင်ခွင့်လမ်းတွေရရှိအောင်လည်းဖန်တီးပေးတယ်။လုံငန်းဆွမ်းဆောင်ရည်မြင့်မောင်းလို့တင် जा လေးကျင့်ပြီးတော့ပြိုးထောင်ပေးတယ်။အိမ်တွင်းစီးပွားရေးလုပ်ငန်းတွေလုံနာနိုင်အောင်လို့လည်းအတမွေးဝမ်းကြောင်းဆိုင်ရာတင်နန်းတွေကိုလည်းပေးတယ်။အဲဒါကြောင့်ဝင်ငွေရတဲ့လုပ်ငန်းတွေလုတ်ကင်လာနိုင်ကြတယ်။ ီလဝအထူးစည်းပွားရေးဆောင်ကရန်ကုန်မြို့ရဲ့အရှိတ်ဘက်အချမ်းမှာရှိပြီးတော့တီလဝစိတ်ကန်းအနီးမှာတည်ရှိတယ်။အထူးစည်းပွားရေးဆောင်ဖြစ်တဲ့အတွက်ပြည်တွင်းပြည်ပကကုန်စည်တင်သွင်းတာတင်ပို့တာနဲ့တခြားဝန်ဆောင်မှုတွေကိုလွယ်ကူလှင့်မြန်အောင် လုပ်လဲဆောင်ရွက်ပေးနိုင်တဲ့လုပ်ငန်းတွေလည်းရှိတယ်။ ကုသရောင်းဝယ်ရေးကဏ္ဍမှာရှိရမယ်။တယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေကောင်းမွန်တာနဲ့ကုန်စည်တင်ပို့မှုလွယ်ကူလှည့်မြန်တာတွေကြောင့်နိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်လာတယ်။ရင်းနှီးမြှုပ်နှံသူတွေစီကနေပြီးတော့အခွန်အခတွေရရှိတဲ့အတွက်နိုင်ငံရဲ့ဝင်ငွေလည်းတိုးလာတယ်။ ကဲအဲ့လိုအထူးစီးပွားရေးဆောင်ရှိတဲ့အတွက်ဒေတာဖွံ့ဖြိုးရေးကိုအထောက်အကူတွေဖြစ်စေတယ်ကုသရောင်းဝယ်ရေးနဲ့ဖွံ့ဖြိုးတိုးတက်လာလို့ရှိရင်နိုင်ငံတော်နဲ့နိုင်ငံသားတွေအတွက်အကျိုးကျေးဇူးတွေရရှိမယ်ကဲဒါဆိုဒီချက်နဲ့နောက်သင်ခန်းစာတစ်ခုမှပြန်တွေ့ပါမယ်